ရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့ကိုတိုက်ပိုက်ထိ ंछ ုတ်ထားတဲ့ကိုကက်သက်ဖွဲ MNDAA ကဧပြီလ22ရက်နေ့နောက်ဆုတ်ထားပြီးမြို့ပေါ်ကနေဆုတ်ခွာဖို့ပြင်ဆင်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။ MNDAA သက်တွေဆုတ်ခွာပြီးနောက်မြို့ပေါ်မှာစီကောက်စီအုပ်ချုပ်ရေးရန်တရားနဲ့လက်ပတ်မှာဖြစ်တာကြောင့်မြို့ခံတွေကစိုးရိမ်နေကြပါတယ်။ MNDAA အနေနဲ့လာရှိုးမြို့ပေါ်ရက်ွက်တွေကနေဆုတ်ခွာပြီးမှဖြစ်ပေမဲ့ မြို့နယ်၃မိုင်အကွာအဝေးကရွာတွေမှာဆက်ပြီးနေရာယူထားအောင်မှဖြစ်တယ်လို့လည်း MNDAA နဲ့နီးစပ်သူတွေကဆိုပါတယ်ကိုကဲတပ်ဖွဲ့ကအခုလိုမျိုးလာရှိုးမြို့ပေါ်ကနေစုတ်ခွာပေးဖို့အတွက်ကုမင်းဆွေးနွေးပွဲမှာသဘောတူညီခဲ့တာဖြစ်တယ်လို့မြောက်ပိုင်းအရေးစောက်ကြီးနေသူတွေကဆိုပါတယ်အခုလိုစုတ်ခွာပေးလိုက်တာဟာမဟာမိတ်တွေအတွက်လဲစိတ်ခေါ်မှုတရက်ဖြစ်လာနိုင်တယ်လို့ဆိုပါတယ် ကိုကတ်တပ်ဖွဲ့က30 20ခုစစ်စင်ရေးကာလဖြစ်တဲ့2024ခုနှစ်ဩဂတ်လမှာလာရှိုးအခြေဆိုင်စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုတိတ်ပိုက်ပြီးလာရှိုးမြို့ကိုပါထိ ंछ ုပ်ခဲ့တာဖြစ်ပါတယ်။